ကဘာလုံးဆိုင်ရာမူဝါဒတစ်ခုခုကိုစဉ်းစားကြည့်ပါ။ဇာယက်ပေါ်မှာတော့အကောင်းဆုံးပဲ။ဒေါ်လာတန်ပေါင်းများစွာလေးတုံးထားတယ်။ဒါပေမဲ့တကယ်တမ်းမှာလူတစ်ယောက်ရဲ့အသက်ကမှမကယ်နိုင်ခဲ့ဘူးဆိုရင်ဘယ်လိုလုပ်မလဲ။ဒါထင်ထားရတဲ့ဖြစ်မြရတဲ့ပြဿနာတစ်ခုပါ။အဓိကတော့ရလက်တီကိုစနစ်တကျခြေအားခံပြီးလမ်းကြောင်းမမှန်တာကိုမပရက်နိုင်လို့ပါပဲ။ကဲဒီနေ့တော့အဲ့လိုမဖြစ်အောင်တာစီပေးနိုင်တဲ့စနစ်တစ်ခုကြောင်းပြောပြသွားမှာပါ။ ဒါကတော့ရည်ရွယ်ချက်ကောင်းတွေကိုတကယ်လက်တွေ့အကျိုးသက်ရောက်မှုအဖြစ်ပြောင်းလဲပေးတဲ့အင်ဂျင်ဆက်တစ်ခုဖြစ်တဲ့ MEAL Monitoring Evaluation Accountability နဲ့ Learning မဖြစ်ပါဘူး။အစိုးရမူဝါဒဆိုတဲ့အခြေခံအဖြစ်ရွေးချယ်မှုတွေကြီးပါပဲ။ဒီမှာဖော်ပြထားသလိုပေါ့အစိုးရတွေကဘာကိုလုပ်မလဲလို့စိုးဖြတ်တာတာမကဘူး။တခါတလေပို့ရေးကြည့်တာကဘာကိုမလွတ်ပဲထားမလဲဆိုတဲ့ဆုံးဖြတ်ချက်မျိုးတွေလည်းပါဝင်နေရမှာပဲ။ဒါတွေကဒေတာဆုံးဖြတ်လိုက်တာမျိုးမဟုတ်ပါဘူး။ လက်တွေ့ကဘာမှာတကယ်အကျူးဆက်တွေရှိတဲ့လှုပ်ဆောင်ချက်တွေပါအဲဒါကြောင့်ပဲအဲ့ဒီမူပါဒတွေတကယ်ထိရောက်ရလားဆိုတော့ကိုတိုင်တာဖို့ကအရာကိုအရေးကြီးနေရပေါ့ဒါပေမဲ့ဒီနေရာမှာအကြီးမားဆုံးပြဿနာတစ်ခုရှိနေပါတယ်အဲ့ဒါကဘာလဲဆိုတော့ implementation gap လို့ခေါ်လဲအကောင့်အထည်ဖော်မှု꽈ဟချက်ပါပဲစေကူတဲ့ကမူဝါဒကောင်းတွေလက်တွေ့မှာကြာဆုံးသွားရတဲ့နေရာတစ်ခုလို့ပါပဲဒါဆိုဘာကြောင့်ဒီလောက်ကောင်းတဲ့အစီအစဉ်တွေကလက်တွေ့ကဘာနဲ့ထိတွေ့လိုက်တဲ့အခါမှာအလုံးမဖြစ်တော့တာလဲကဲအသေးစိတ်လေးလာကြည့်ကြရအောင် ဆိုတော့ဒီကွာချက်ကိုဖြစ်စေတဲ့တရားခံတွေကဘသူတွေလဲအကြောင်းရင်းတွေကတော့တော်တော်လေးရှုပ်ထွေးပြီးရောစစ်တပ်တစ်ခုလုံးရဲ့လေပတ်ပုံထဲမှာနက်နက်ဆိုင်ဆိုင်အမြင့်တွေနေတက်ပါတယ်အဓိကပြဿနာတွေကတော့ဒီလိုပါဥပမာရင်မှန်းချက်တွေကဝေဝါးနေတယ်ဆိုရင်အောင်မြင်မှုဆိုတာဘာလဲဆိုတာဘယ်သူမှတိတိကျကျမသိနိုင်တော့ပေါ့နောက်တစ်ခုကအရင်အမြင့်ကန့်တက်ချက်တွေဥပမာဒုနာဖြူအတွက် budget မရှိတဲ့ဈာမယင်မှုဝါရမျိုးပေါ့ဒါကလည်းအမြင့်ကျွံ့ရတဲ့ပြဿနာတစ်ခုပဲ ီးတော့အစိုးရဌာနတွေကတစ်ခုနဲ့တစ်ခုအချက်အဆက်မမီပဲတခါတလေမှာတယောက်ကိုတယောက်အပြန်အလှန်တော့နောင်ရှက်နေတာမျိုးတွေရှိတတ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ဒီမူဝါဒရဲ့အကျိုးတရားမှုကိုတိုင်းတိုင်းခန့်စားရမယ့်လူတွေကိုယ်တိုင်ကဒါကိုလက်မခံဘူးဆိုရင်သူတို့စီကတိတိတတ်တဆန့်ကျင်မှုတွေနဲ့ဂျုံရနိုင်ပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့ချင်းကပ်ပုံနှမျိုးရှိပါတယ်။ top down ပုံစံကစစ်တပ်က အမိန့်ပေးတယ်လို့ပါပဲ။ အပေါ်ကနေတင်းကျပ်တဲ့အမိန့်ဒီကိုအစင်စင်ချပေးတယ်။အဓိကကတော့စီကန်းအတိုင်းအတိအကျလိုင်းနာဖို့ပါပဲ။သူရဲ့ဆန့်ကျင်ဘက် bottom up ချင်းကမူကတော့ကျွမ်းကျင်တဲ့လယ်သမားတယောက်နဲ့ပို့တူပါတယ်။လယ်သမားတယောက်ကမြေကြီးကိုအမိန့်ပေးလို့မရပါဘူး။ဒေတာရဲ့အခြေအနေနဲ့လိုက်လျောညှိထွေဖျအောင်နေပြီးပဝန်းကျင်နဲ့အတူပူပေါင်းလို့ဆောင်မှအကောင်းဆုံးရလက်ကိုရနိုင်မှာပါ။ Okay အကောင့်အထည်ဖော်မှုကွာချစ်ကပြေတနာဆိုရင်အဲ့ဒါကိုဖြည့်ရှင်းဖို့ပထမဆုံးကိရိယာက monitoring ပဲဖြစ်ပါတယ်။ ဒါဟာကျွန်တော်တို့တွားနေတဲ့လမ်းကြောင်းကောင်ပေါ်မှာရှိနေသေးလားဆိုတာကိုအဆက်မပြတ်စစ်ဆေးပေးနေတဲ့လမ်းညွန်စနစ်တစ်ခုနဲ့တွေ့ပါတယ်။ monitoring ကိုရိုးရိုးရှင်းရှင်းပြောရရင်အနေကစောင့်ကြည့်နေတာပါပဲ။ဒါဟာလုပ်ငန်းဆောင်သားတွေနဲ့အရင်းအမြစ်တွေကိုခြေအားခံတဲ့ပုံမှန်စနစ်ကြတဲ့လုပ်ငန်းစဉ်တစ်ခုပါ။ဒါကအခြေခံဆုံးမေးခွန်းတစ်ခုကိုဖြေပေးပါတယ်။ကျွန်တော်တို့ပြောထားတဲ့အတိုင်းလို့တကယ်ပဲလုပ်နေရလားဆိုတာပါပဲ။မူဝါဒတိုင်ရဲ့နောက်ွယ်မှာ theory of change ဆိုတာရှိပါတယ်။ ဒါကလောဆောင်ချက်ကနေအချိုးတက်ရောက်မှုအထိသွားတဲ့လမ်းပြမီပုံကခုလိုပါပဲပထမဆုံးရန်ပုံငွေလိုမျိုးအသုံးပြုတဲ့ရန်မြဲ inputs တွေနဲ့စတယ်ဒါတွေကလောဆောင်တဲ့လုပ်ငန်း activities တွေကိုဖြစ်လာစေတယ်ဒီလုပ်ငန်းတွေကနေချက်ချင်းမြင်တာနဲ့ရလဲ outputs တွေထွက်ပေါ်လာပါတယ် monitoring ကတော့ဒီပထမအဆင့်၃ဆင့်ကိုအဓိကအာရုံစိုက်ပြီးမူဝါဒရဲ့အခြေခံတွေကောင်းကောင်းအလုပ်လုပ်နေရလားဆိုတာသိချောင်းလို့ပြပါတယ်ကဲဒါကိုလက်တွေ့ဥပမာလေးနဲ့ကြည့်လိုက်အောင် အလုပ်အကိုင်းတင်တန်း program တစ်ခုကိုစဉ်းစားကြည့်ပါတင်တန်းအတွက်ရန်ပုံငွေက input ပါတင်တန်းဖို့ချလာက activity ဖြစ်ပြီးတင်တန်းအောင်မြင်စွာပြီးဆုံးသူအရေအတွက်က output ဖြစ်ပါတယ်နောက်ဆုံးမှာကျွန်တော်တို့တကယ်လို့ခြင်းနဲ့အပြောင်းလဲဖြစ်တဲ့ outcome ကတော့တင်တန်းသားလေးတွေကအလုပ်အကိုင်းရရှိသူပုံများလာတာပါပဲတီချီရောက်ရောက်စောင့်ကြည့်နိုင်ဖို့ဘာကိုမဆိုတွေ့ကြတာခြေရာခံလို့မရပါဘူး smudge ဖြစ်တဲ့အညွှန်းကိန်းတွေလိုအပ်ပါတယ်။တိုင်းတာမဲ့အရာကိုလူတိုင်းနားလည်အောင်တိကျမှု specific ရှိရမယ်။တိုးတက်မှုကိုအချက်အလက်နဲ့ခြေအားခံနိုင်အောင်တိုင်းတာနိုင်မှု measurable ရှိရမယ်။မဖြစ်နိုင်တဲ့ရည်မှန်းချက်တွေဟာအသေးပဲမရှိတဲ့အတွက်လက်လန်းမိနိုင်မှုကို achievable လည်းဖြစ်ရမယ်။ပြီးတော့အလုံးစုံရည်မှန်းချက်နဲ့ရှိလျော်မှု relevant ရှိရပြီးနောက်ဆုံးအနေနဲ့ရှင်းလင်းတဲ့နောက်ဆုံးသတ်မှတ်ရနဲ့အတူအချိန်ကာလသတ်မှတ်ထားမှု time bound ရှိရမယ်။ဟုတ်ပြီ။ မော်နီတာရင်းကကျွန်တော်တို့အစီအစဉ်အတိုင်းလုပ်နေသလားဆိုတာကိုပြောပြတယ်။ဒါပဲအဲ့ဒါကပိုကြီးပြီးပိုရေကြီးတဲ့မေးခေါ်တစ်ခုကိုမေးဖို့လမ်းစာတစ်ခုပဲ။ဒီ season ကိုတိုင်းကတော့အလုပ်ဖြစ်ရလား။ engineer မှာ evaluation လို့ခေါ်တဲ့အကဲဖက်ချင်းကဝင်လာပါတယ်။သူကကျွန်တော်တို့လုပ်ရတဲ့တကယ်အရေးပဲရှိရလားဆိုတော့မေးခွန်းထုတ်ပါလေ။ evaluation ဆိုတာပိုနတ်နေပြီးပိုကျေပြန့်တဲ့လုပ်ငန်းစဉ်တစ်ခုပါ။ ဒါကနုံဒီဇိုင်းကနေနောက်ဆုံးရလက်အထိအရာအလုံးကိုစနစ်တကျနဲ့ဗတ်မလိုက်ပဲလေ့လာသုံးသပ်ပြီးတိကျတဲ့ဆုံးဖြတ်ချက်တစ်ခုချတာပါပဲဒီမူဝါဒရဲ့တကယ်တန်ဖိုးကဘာလဲဒါကတကယ်ပဲကောင်းမွန်တဲ့အပြောင်းအလဲတစ်ခုခုကိုဖော်ဆောင်နိုင်ခဲ့သလားဆိုတာကိုစစ်ဆေးတာပါဒီနှစ်ခုရဲ့ခြားနာချက်ကအရင်ရေးကြည့်ရတယ်ဒီလိုစဉ်းစားကြည့်ပါ monitoring ကလုံဆောင်မှုကိုစစ်ဆေးရပါ ကျွန်တော်တို့တာဝန်တွေလုပ်နေရလားဒါကဆက်တိုက်လုံဆောင်ရပြီ နေ့စဉ်လုပ်ငန်းနဲ့ဆိုင်တယ်။ evaluation ကတော့အလုပ်ဖြစ်မှုကိုအကဲဖြတ်တာပါ။အီရီတာဝင်တွေကအတိတ်ပဲရှိတဲ့ຢာတခုခုကိုဖြည့်မြောက်စေခဲ့သလား။ဒါကအချင်းအပိုင်းချားနဲ့လှုပ်ဆောင်ရပြီးပုံကြီးချက်ကြီးတာပါ။တခုကလမ်းကြောင်းမှန်ပေါ်မှာရှိရလားလို့မေးပြီးနောက်တခုကဒီလမ်းကြောင်းကအစကတည်းကမန်ကန်တဲ့လမ်းကြောင်းဟောက်ရလားဆိုတဲ့ပုတ်ခတ်တဲ့မေးုံကိုမေးပါတယ်။ဒီလိုဆုံးဖြတ်ချက်ချလိုက်ဖို့အကဲဖြတ်သူတွေကအတိတ်ကစံနှုန်း၅ခုကို၃လေးရှိပါတယ်။ relevance စီလျော်မှု ဆိုလိုတာကပြဿနာမှန်ကိုဖြေရှင်းနေတာလား effectiveness တိအောင်မှုချမှတ်ထားတဲ့ရည်မှန်းချက်တွေပြည့်မီခဲ့လား efficiency စွမ်းဆောင်ရည်ငွေကုန်ကြေးကျတဲ့တန်ရက်လား impact အကျိုးသက်ရောက်မှုရည်ရွယ်သည်ဖြစ်စေမရည်ရွယ်သည်ဖြစ်စေရေရှည်ကျိုးဆက်တွေကပါတယ်လေပြီးတော့ sustainability စင်ဆက်မပြတ်တည်တတ်မှုဒီအကျိုးကျေးဇူးတွေကစီမံကိန်းပြီးသွားရင်တောင်ဆက်ပြီးတည်တတ်နေပါလား ွားပါပြီကျွန်တော်တို့ MNE ကမြေပြော်မှာဘလို့အလုပ်လုပ်လဲဆိုတာတွေးခဲ့ပြီးပါပြီအခုအပေါ်စီကနေပြန်ကြည့်ကြအောင်ဒီတဦးချင်းစီရဲ့အချက်လက်တွေကကဘာလုံးဆိုင်ရာတိုးတက်မှုကိုနားလည်ဖို့ဘလို့အထောက်အကူပြုနေတယ်လဲကဘာလုံးဆိုင်ရာစစ်မှားလို့စင်ဟော်မွတ်အများကြီးပို့ကြည့်ပါတယ်စင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် SDGs လို့ပါနိုင်နေရဲ့တိုးတက်မှုကိုတိုင်းတာဖို့နိုင်ငံပေါင်း190ကျော်ကအချက်လက်တွေကိုတပြေးညီဖြစ်အောင်ညှိနှိုင်းရတာဟာတကယ်ကိုကြီးမားတဲ့လုပ်ငန်းတစ်ခုပါ ဒီချိတ်ဆက်မှုကိုဥပမာတစ်ခုနဲ့လေ့လာကြည့်အောင်အမင်းဆောင်အဆင့်မှာတော့ကြီးမားတဲ့ကဘာလုံးဆန်ရရင်မှန်းချက်ကြီးတစ်ခုရှိပါတယ်ကဘာပေါ်ရှိလူတိုင်းအတွက်အရေးအသွေးရှိတဲ့ပညာရေးကိုရင်မှန်းတဲ့စင့်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရင်မှန်းချက်၄ပါ SDG 4ပါဒါပဲအားလုံးအတွက်အရေးအသွေးရှိသောပညာရေးဆိုတာကိုတိုက်ရိုက်တန်းတာဟိုကအရန်ကျယ်ပြန့်လုံးပါတယ်ဒါကြောင့်နိုင်ငံအစ်စ်မှာအရိယမန်းရက်ကိုတီးကြပြီးတိုင်းတာလို့ရတဲ့အညွန်ကင်းတစ်ခုအဖြစ်ပြောင်းလဲလိုက်ပါတယ် ဥမာတနိုင်ငံလုံးမှာအလဲတန်းအောင်ဆင့်ပညာရေးပြီးမြောက်တဲ့ကျောင်းသားရာခိုင်နှုန်းလို့မျိုးပေါ့အဲ့ဒီရာခိုင်နှုန်းကိုရဘလို့တိုင်းတာမလဲအားလုံးကကျောင်းတကျောင်းချင်းစီကရတဲ့အချက်လက်ဒီပေါ်မှာမူတည်ပါတယ်ကျောင်းခေါ်ချိန်မတိုင်းတည်းစရာကျောင်းသားအချိုးတွေလိုရိုးရှင်းနေအရာတွေပါပဲဒါကအရေးကြီးဆုံးသင်ခန်းစာပါပဲကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်တွေဟာဒေတာအဆင့်ကအချက်လက်တွေဆိုတဲ့အုပ်မွေပေါ်မှာတည်ဆောက်ထားတာပါမြေပြင်ကနေယုံကြည်စိတ်ချရတဲ့အချက်လက်တွေမရှိဘူးဆိုရင်ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုပုံရိပ်တစ်ခုလုံးပြိုလဲသွားနိုင်ပါတယ် ဒါရီအလုံးကိုလေ့လာပြီးတဲ့နောက်မှာ MNDs နဲ့ပတ်သက်ပြီးအရေးကြီးဆုံးမှတ်သားထားမယ့်အချက်တွေကဘာတွေဖြစ်မလဲ။ကဲအဓိကဆုံးအချက်တွေကိုပဲကြည့်လိုက်ရအောင်။ဒီလောက်အပင်မန်းခံပြီးဘာလို့လို့နေရလဲ။ဘာဖြစ်လို့လဲဆိုတော့ common နဲ့ MND ဟာကြံတဲ့အရာအလုံးအတွက်အခြေခံအုံမြင်မှုလို့ပါ။ဒါကအရင်းအမြစ်တွေကိုရွေရထားတဲ့အတိုင်းတွန်းဆွဲခဲ့ကြအောင်တက်တည်ပြားဖို့တာဝန်ခံမှု accountability အတွက်ခိုင်မာတဲ့အချက်လက်တွေပေးပါတယ်။ဘာကတကယ်အလို့ဖြစ်လဲဆိုတော့နားလဲပြီး ိုကောင်းပြုပြင်တိုးတက်ဖို့တင်ယူမှု landing အတွက်တွန်းအားပေးတဲ့ engine တစ်ခုပါအစိုးရတွေကိုသူတို့ရဲ့ဆုံးဖြတ်ချက်တွေအတွက် P2O ရှင်းပြနိုင်စေတဲ့ပွင့်လင်းမြင်သာမှု transparency ကိုဖန်တီးပေးပါတယ်ပြီးတော့အနာကမိုးသားတွေကခံမှန်းချက်တွေပေါ်မှာမဟုတ်ပဲတကယ်ထိရောက်တယ်လို့တီးထားတဲ့နေရာတွေပေါ်မှာခြေခံနေဖို့တသက်အထောက်ထား evidence တွေတိစောက်ပေးပါတယ်မိုးရလောကထဲကိုဝင်ရောက်မယ်ဘသူမဆိုအထက်ဒါကအရေးကြီးဆုံးသင်ခန်းစာပါပဲ MNE ဆိုတာ bureaucracy စံနဲ့ဆက်ဆံတဲ့အလုပ်တခုမဟုတ်ပါဘူးတဟာကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်နဲ့ တာဝန်ခံမှုရမရှိမဖြစ်ကြော်ရော့တခုဖြစ်ပါတယ်။ဒါကြောင့်ဒီမဲခွန်းလေးကိုစဉ်းစားကြည့်ဖို့ခြံထားခဲ့ပါစေ။ MNE ဆိုတာကျွန်တော်တို့လုံယိုးလုံးဆန်တိုင်းလုံရတဲ့အလုပ်တစ်ခုလား။ဒါမှမဟုတ်ကျွန်တော်တို့ရဲ့မူဝါဒတွေကပိုကောင်းတဲ့ကဘာကြီးတစ်ခုကိုတကယ်ဖန်တီးပေးနေကြောင်းသိကြစေတဲ့အရေးကြီးပြီးအလျော့ပေးလို့မရတဲ့လုပ်ငန်းစဉ်တစ်ခုလား။